မြန်မာပါရှင်ဒီစလီဘရီနူရဲ့အော်တိုဘားလာ9ရက်နေ့ည7:00နာရီတိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။သတင်းကျညာမှာခင်မောတဲ့တညာလုံးငယ်ပြန်မလာလို့ကိုဝင်းနေစီလာစင်းနေစိတ်ပူကြရတဲ့ပူဇော်ပြုခင်ရဲ့သတင်း။အခုလိုအင်းဆက်တဲ့မျိုးကြောင့်ချစ်စရာကောင်းတဲ့မျက်နှာလေးကိုဆွန့်လွှတ်လိုက်ရတဲ့ Moren M Sign လို့ရဲ့သတင်း။သတင်းကျမှာချစ်ကွန်မုံလေးကို iPhone 17 Pro နဲ့300 Jordan AG လာကြော်လို့ PDP ကရတဲ့ခံနေဝရဲ့သတင်း။ဘန်ကောက်မှာကချင်ရိုးရာစားတောက်ဆိုင်ဖွင့်ထားပြီးចောင်းသားကက်ပါရင်ဈေးလျှော့ပြီးတဲ့အောင်လာ M Sign ရဲ့ဖခင်ရဲ့သတင်းပါဝင်။ မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပနိုင်တဲ့အလိုမျိုးကိုပေးပေးတာချင်း20လောက်အသုံးပြုကရွှေသား3ဆောင်တွေနဲ့ကျင်းပကပိုင်ဆိုင်မှုကိုချပြလာတဲ့ PDU နဲ့အင်နာဂျိုစနီရဲ့တည်င်းတွေကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်။ဒီလို insert အမျိုးကြောင့်ချစ်စရာကောင်းတဲ့မျက်နှာလေးကိုစွန့်လွတ်လိုက်ရတဲ့ Morey M sign လို့အားလုံးမေမိကလာပါပရိသတ်ကြီးရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ပဝင်ချင်မှာ သတိမထားမိပဲနဲ့လှပကောမှာထိခိုက်စေနိုင်တဲ့အန္တရာယ်တစ်ခုကြောင့်ကိုမော်ရယ် M ဆိုင်လူရဲ့ဖြစ်ရလေးနဲ့ရှင်ပြီးတော့တင်ဆက်ပေးသွားကြမှာရီလူတီများရင်ကချင်မော်ရယ်တို့ဖြစ်တဲ့ M ဆိုင်လူကတော့သူမရဲ့နုနယ်ပြုံပြပြီးတော့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုခိုင်မာရရှိထားသူပါအထူးသဖြင့်အမျိုးသားပရိသတ်တွေကြမှာရေပန်းစားသူတယောက်လို့ဆိုနိုင်ပါရီဒါပေမဲ့မကြသေးခင်ကပဲသူမရဲ့အလားပါတဲ့မျက်နှာလေးဟာအင်းဆက်ပုံကောင်တစ်မျိုးကြောင့်ဆိုးဆိုးဝါးပျက်စီးသွားကြရတဲ့ဆိုတဲ့တင်ကပရိသတ်တွေကိုတုံ့လုံစေခဲ့ပါရီ RM ဆန်လူရဲ့မျက်နှာကိုဒီလိုဖြစ်စေတဲ့တရားခံကတော့ကျမတို့မိဖို့ကောင်းလို့အလွယ်တကူခေါ်ဝေါ်ကြပြီးအင်ဆက်တမျိုးပဲဖြစ်ပါပြီဒီကောင်းလေးတွေဟာတာမဲကြည့်ရင်တော့အနေရမရှိတဲ့ကောင်းလေးတွေလို့ထင်ရပေမဲ့သူတို့မှာအလွန်ဆန်းထက်တဲ့ကိုယ်ခံပညာတကူပိုင်ဆိုင်ထားပါတယ်အဲ့ဒါကတော့သူတို့ရဲ့ခန္ဓာကိုယ်အတွက်တဲ့ asset ပါဝင်တဲ့အရှိတမျိုးပါပဲသူတို့ကိုအနေရပြုဖို့ကြိုးစားလာတဲ့အခါဒါမှမဟုတ်ထိခိုက်မိတဲ့အခါမျိုးမှာအဆင့်အရင်နဲ့ပတ်ပြန်းပြီးတော့ကာဝေးတက်ကြပါတယ်ဒီကြီးဟာအလွန်ဆန်းထက်ပြီးတော့လူသားကြီးဘော်ကိုကြားရောက်မိတဲ့အခါမှာ မီးလောင်တရလိုပူဆက်ပူလောင်ဖြစ်ခြင်းအရေးကြီးပုံများထွက်ခြင်းအသားရည်အရောင်ပြောင်းသွားခြင်းနဲ့အမားရော့ကြံ့ခဲ့ခြင်းတို့အထိဖြစ်စေနိုင်ပါသည်အလို့သဖြင့်မျက်နှာလိုနုနေတဲ့နေရာမှာထိမိတဲ့အခါဆိုရင်အလားပါကိုဆူဆူဝါးဝါထိခိုက်စေနိုင်ပေကုသမှုခံယူရရင်တောင်မှအချိန်တော်ကြာယူရပါသည်မော်ရယ် MSI လို့ရဖြစ်ရမှာဆိုရင်လေသူမရဲ့မျက်နှာရှိပြားဟာမိဖို့ကောင်တဲ့အစင်းနဲ့ထိတွေ့မိခဲ့တာကြောင့်အလောင်ခံရတယ်လို့ဖြစ်ပြီးမျက်နှာအလားကခက်တာပြည့်စည်သွားခဲ့တာပါ ကြာသူမအတွက်ရောသူမကိုချစ်ခင်တဲ့ပရိသတ်တွေတပါစိတ်မကောင်းစရာတွေတခုဖြစ်ခဲ့ပါတယ်ဒီတော့မိဖို့ကအန်ဒီရဲ့ကိုဘလို့ကဝဲချမလဲအတိကကတော့တတိထားဖို့ပါပဲမိဖို့ကအလင်းရောင်ကိုကြိုက်တဲ့အတွက်ရဘဲမီးရောင်ရှိတဲ့နေရာတွေအိမ်တွင်းအိမ်ပြင်မှာတတိထားတင်ပါတယ်ရဘဲအိမ်ထဲမှာမီးပွင့်ထားရင်တကားနဲ့ပရင်ပေါက်ကိုလုံးချုံအောင်ပိတ်ထားပါချင်းစကားတထားမိဆိုရင်ပို့ပြီးရောစိတ်ထားရပါတယ်ကိုရဲ့ခနာကိုပေါ်မှာဒီကောင်လေးတွေနားနေတာတွေ့ရင်ဘယ်တော့မှလည်းနဲ့ပုတ်ချီတာမျိုးမလုပ်ပါနဲ့ အသားအရာလေးဖိရှာတာဒါမှမဟုတ်ဆက်ကိုစားလိုက်နဲ့ဖိပြီးတော့လွတ်ပြစ်တာမျိုးလို့တင်ပါရင်သူ့ကိုထိလိုက်မိတဲ့အခါမှာဒုက္ခနာကိုယ်တွေကအစစ်ကထွက်လာပြီးသားရည်ကိုပိုထိခိုက်စေနိုင်ပါတယ်အဲ့ရကင်ကအောင်ဆောင်တွေကမအိတ်ခင်တိချာခါပြီးစစ်စစ်တင်ပါရင်တကယ်လို့မတော်တဆထိတွေ့ခံလိုက်ရပြီဆိုရင်လေအစစ်ထိတွေ့မိတဲ့နေရာကိုရေမြမ်းများနဲ့အမြန်ဆုံးစေးကြောပြပါဆက်ပြာပြောစားသုံးပြီးတော့စေးကြောတာကအစစ်တက်ကိုပြေစီပြီးတော့ပို့ပြီးတော့ထိရောက်ပါတယ်အရေးပြားဟာရိုင်းရံပြီးတော့အရေးကြီးမှုတွေထွက်လာနိုင်ပါတယ်လုံးဝမကုတ်ပါနဲ့ ကုတ်လိုက်ရင်ပိုးဝေပြီးတော့အမားရုပ်ပုတ်ကြီးသွားနိုင်ပါတယ်။ရေခဲတုံးကိုဝက်တက်တက်လေးနဲ့ပတ်ပြီးတော့နာကျင်တဲ့နေရာကိုကပ်ပေးခြင်းဖြင့်နာကျင်မှုနဲ့ရောင်ရဲမှုကိုတသားစေနိုင်ပါတယ်။အကယ်၍ချင်းနေဆိုလိုက်ရင်အထူးသဖြင့်မျက်လုံးလိုမျိုးအရေးကြီးတဲ့နေရာတွေအနီးတစ်ဝိုက်မှာဖြစ်ခဲ့ရင်နားလေတကြွနဲ့ဆရာဝန်နဲ့အမြန်ဆုံးပြသပြီးတော့ကုသမှုခံယူသင့်ပါတယ်။ယခုကြည့်ရှုနေတဲ့ပရိသတ်တရားရောမိဖို့ကောင်အနေရကိုကြုံမှုပါသလား။မိဖို့ကောင်ကြောင့်တရားရဖို့ပါသလား။မိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။ တရင်ချွမှာချစ်ခင်မိုးလေးက iPhone 70 Pro နဲ့တရကျော်ရန် 8G လာကြတော့လို့ PT ဖြစ်နေတဲ့ခိုင်နေဝင်မင်္ဂလာပါပရိသတ်ကြီးကျမတို့ရဲ့မြန်မာလူမျိုးတွေရဲ့ချစ်စရာအကောင်ဆုံးအလင်းနဲ့ဆုံရင်ကျေးမှုတလေတဲ့ကတခုကတော့ဝါလာကင်းလို့တရင်ချွခါသမယမှာမိဘပိုးပွားရရဲ့ကိုထက်အသက်ရွယ်ဂုံတိတ်ခါကြီးမားသူတွေကိုဂါရုံကတရားနဲ့ကြတော့ကြတာပါပဲဒီလိုမင်္ဂလာရှိတဲ့အချိန်ခါလေးမှာအများစုကိုတဲပေါ်ရတဲ့ပင်မနီတို့များအမောတွေပြေးသွားအောင်ချစ်ခင်မိုးရဲ့အလိုက်တီတန်မိုးကြီးလက်ဆောင်တွေနဲ့ကြော့ချင်းကိုခံလိုက်ရတာကတော့ ီတီရီနဲ့ကြီးနူးနေရတာကတော့ပြည်သူချင်းနှုပညာရှင်ပရိုက်တာမိခင်ကြီးမခိုင်နေဝင်ပဲဖြစ်ပိုင်းသူမရဲ့ခင်မကနောက်ဆုံးပေါ် iPhone 70 Pro နဲ့တူသိညာချော်တဲ့ Louis Vuitton 18နဲ့လာရောက်ခရော့ခဲ့တာကြောင့်ပရိသတ်တွေကမှသူတို့ဆောင်ရွက်တဲ့ဝမ်းသာကြီးနူးနေကြပါတယ်။ခိုင်နေဝင်ဆွလိုက်တာနဲ့ပရိသတ်တွေရဲ့စိတ်ထဲမှာတရုတ်ဆောင်တယောက်ဆိုတာထက်အကျဉ်းတရားကြီးမားတဲ့ပရိုက်တာမိခင်ကြီးဆိုတဲ့ပုံရိပ်ကပို့ပြီးတော့ထင်ရှားစွာပေါ်ထွက်လာနေတာပါ။ သူမဟာအများအကျိုးကိုအမြင့်ရှိတဲ့တင်တဲ့သူဖြစ်ပြီးထို့ပြင်တော့လောကရန်ရဲ့ရိုက်ခတ်မှုတွေကိုခါးစည်းခံနေရတဲ့ကလေးငယ်တွေအတွက်နှွေးထွေးတဲ့အရေးတစ်ခုကိုပေးဆွနေသူပါမေမေခိုင်တို့အားလုံးကချစ်စနိုးခေါ်ကြတဲ့သူမဟာမိဘမိန်ခိုကူရမယ်ဖြစ်နေရှာတဲ့ကလေးငယ်များစွာကိုခိုင်နေဝင်ရင်းသေးသေးများခင်ဟာကိုတီထောင်ပြီးတော့ကိုရင်နဲ့အမျှပြုစုစောင့်ရှောက်နေတာဖြစ်ပိုင်းဒါတွေမကသေးပါဘူးမွေးရပါယောဂဗျာတွေကြောင့်အသက်ရှင်ဖို့လမ်းစာပြောင်းနေတဲ့ကလေးငယ်တွေကိုလည်း ကိုရိုင်းကိုကြောင့်ဆွမ်းဆောင်ပြီးတော့စေဝါကုသမှုတွေခံယူနိုင်အောင်အစွမ်းကုန်ကူညီပေးနေသူတယောက်ပါနော်။တမိုင်းမြစ်တာတရားနဲ့ Brighton စိတ်ဓာတ်တွေဟာခလင်းငယ်တွေတော့သာမကပါဘူး။ခုဆိုရင်အသက်ကြီးရင်လာလို့အားကိုးရမယ့်နေတဲ့တက်ကြီးရွယ်တွေရင်းထွင်းလို့ကြောင့်ခလုံးရတစ်ခုဖြစ်လာဖို့ကလောမြို့မှာဘူပိုင်းတိုင်တစ်ခုကိုလည်းဥဆောင်ပြီးတော့တိစောင်းနေပြန်ပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာနေရာထေသပေးမှာရေပင်းငလင်ပင်းမီးပင်းစတဲ့တဘာဝဘီးရနေရာတွေခြောက်ရောက်တဲ့အခါတိုင်းမှာလည်းရှင်းစုံကနေပြေးလာပြီးတော့တနိုင်မြများကုညီထောက်ပံ့ပေးတဲ့စိတ်သက်ပိုင်ရှင်တယောက်လေးဖြစ်ပါတယ်။ ဘလောက်ပဲကောင်းတာတွေလို့လို့အကောင်းမြင်သူတွေရှိတယ်လို့အဆိုးမြင်သူတွေလည်းရှိတတ်တဲ့လောကသမာဝအတိုင်းပါပဲမခိုင်နေဝင်ရဲ့ pride လုပ်ငန်းတွေပေါ်မှာအကြောင်းမျိုးမျိုးကြောင့်ဝေဖန်ကြတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ဂျင်နာတတ်တဲ့နှလုံးသားပိုင်ရှင်မခိုင်နေဝင်ကတော့ဒီလိုပြောဆိုတွေကိုသူရဲ့လှုပ်ဆောင်ချက်တွေအတွက်အားရင်ဖြစ်ပြောင်းလဲပြီးဘသူတွေပါပဲပြပြောကိုတက်နိုင်တဲ့အားနဲ့ပြည်သူတွေရင်သွင်းလေးတွေကိုကုညီဆောက်ရှောက်ပေးနေတဲ့စိတ်ထားဖြူစင်သူတရားဖြစ်နေဆက်လက်ရည်တည်နေကြပါတယ် ခိုင်နေဝေတရားသီယောဆောင်လူမြရှင်တရားဖြစ်ရောပရိုင်းတောင်လုပ်ငန်းရှင်တရားဖြစ်ပါဘတ်ဆောင်မှာဒလအောင်မြင်နေတဲ့ယက်တီနိုင်သူဟာသူ့ရဲ့ချစ်ခင်မောအပိမှုရဲ့ရည်တကြီးကြီးဆောင်းရှောက်မှုတွေကြောင့်ဆိုရင်လည်းမှားနိုင်မယ်မထင်ပါဘူးခင်မောဖြစ်သူကအရာရာကိုနောက်ွယ်ကနေတိတိစိတ်ပန်မိုးကူညီနေတာကြောင့်သူမအနေနဲ့အများကျုပ်ကိုအချိန်ပြည့်စိတ်ချလက်ချတဲပုံနိုင်တာဖြစ်ပါတယ် ခုလိုသတင်းချုပ်အခါတမယမှာတန်မိုးကြီးလက်ဆောင်နေနဲ့လာရောက်ကြတော့တာဟာဝေကျင်းချမ်းသာမှုကိုပြသတာထက်ဇနီးတဲ့ရဲ့ပင်မနှွမ်းနေမှုတွေကိုနားလည်ပြီးလုံးရတိုင်းကိုလေးစားတန်မိုးထားကြောင်ပြသလိုက်တဲ့ချစ်ချင်းမြတ်တာတစ်ခုပါပဲ။ဒါကြောင့်လေသူတို့နှစ်ယောက်ရဲ့ကြီးနူးဆရာမြင်ကွင်းလေးကိုမြင်ရတဲ့ပရိသတ်တွေကတော့ဝမ်းသာပီးလေးဖြစ်နေကြတာပါဒီเจ้าရလေးကိုကြည့်ရှုနားဆင်ပြီးသွားတဲ့ပရိသတ်တွေနေနေရရောမိမိခိုင်နှုံးဝင်နေပတ်သက်ပြီးတော့မိမိရဲ့အမြင်လေးကို comment မှာဝင်ရောက်ဆွေးနွေးရေးသွားပေးကြပါဦးရှင် တရင်ကျညမှာခင်မုန်းတဲ့တညလုံးအင်ပြန်မလာလို့ကိုဝင်နေစင်းလာစင်းနဲ့စိတ်ပူခင်ရတဲ့ပိုးချာပြုခင်တရင်ကျော်လာပြီညရဲ့အလှပဆုံးချိန်ဒီမှာအားလုံးကမိသားစုနဲ့အတူပျော်ရွှင်နေကြချိန်မှာမင်းသမီးကြောင့်လေးပိုးချာပြုခင်တယောက်ကတော့ခင်မုန်းတဲ့ PK ထုံးဆောင်ကိုဝင်ရင်းမိုင်းနဲ့စွန့်ရင်တော့ကရင်နဲ့ဖျက်တမ်းနေရတာဖြစ်ပါရင်ထို့ပြင်တော့မွေးဖွားဖို့နှစ်ရက်ပဲလိုရတဲ့ချိန်ဘယ်မိခင်မဆိုရင်သွေးလေးကိုမြင်တွေ့နေရတဲ့အချိန်မှာခင်မုန်းတဲ့ကို PK ထုံးတယောက်တညလုံးပြန်လာမယ်နဲ့အဆက်အသွယ်ပါပြတ်တောက်သွားခဲ့တဲ့အခါမှာတော့ ပိုးကြပြခင်ကအခြေလန်းပြက်ချင်နေတဲ့ခင်မွန်တဲ့အကြောင်းကို Facebook မှာ post တင်နေတာပါဒီကိစ္စကလူမှုကွန်ရက်ပေါ်မှာကြည်ငြိမ်သွားခဲ့ပြီးပြည်သက်တီချားထဲမှာဝေဖန်မှုတွေစာနာမှုတွေနဲ့အပြိုင်ဆိုင်ထွက်ပေါ်ခဲ့ပါတယ်ပိုးကြပြခင်ကသူ့ရဲ့ဒုတိယမြောင်ရင်းသွေးလေးကိုကိုဝင်လွှဲထားရပြီးဆရာဝန်နဲ့ပြောကြားချက်ရတော့ခလင်းကလည်းတော်တော်လေးကိုထွားနေတာကြောင့်ရမစိတ်ခင်ဘယ်ချိန်မှစုံမွေးဖွားသွားနိုင်တဲ့အရေးကြီးတဲ့အခြေအနေတခုပါဒီလိုအချိန်မှာဇနီးတဲ့တိုင်းအတွက်ခင်မွန်တဲ့ရဲ့အနှွေထွေးဆုံးဂီယူဆိုင်မှုကိုအလိုအပ်ဆုံးချိန်ဆိုရင်လည်းမမပါဘူး တိုင်းပင်ခင်မောတဲ့ PK ထုံးကတငယ်ချင်းနေနဲ့ဘာသွားမယ်ဆိုပြီးအိမ်ကနေထွက်ခွာသွားခင်ရကနေမိုးလင်းကန်လေးထိတ်ကိုအိမ်ပြန်မရောက်ခဲ့ပါဘူးဖုန်းခေါ်တော့လည်းမရဘလို့မှအဆက်တွေလုံးလို့မရတဲ့အချိန်မှာပိုးကြပြင်ကတရားဘလောက်တောင်စိတ်ပူအားငယ်နေမလဲဆိုတာခံမှန်းလို့ရပါတယ် ီလိုနဲ့မနေနိုင်တဲ့အဆုံးမှာသူ့ရဲ့ Facebook post တင်ပြီး PK ထုံးတငယ်ချင်းတွေနဲ့ဘာသွားမယ်ဆိုပြီးတော့ပြန်လာတဲ့အကြောင်းတွေ့ရင်သူမရှာနေတဲ့အကြောင်းပြောပြဖို့ post တင်ခဲ့တာပါဒီလို post တင်ပြီးမကြခင်ပါပဲလူမှုကွန်ရက်တစ်ခုလုံးပွက်လို့ရိုက်ခဲ့ပါတယ်ပရိသတ်များစွာပိုးချဘူးခင်ဘက်ကနေရက်တည်ခဲ့ပြီးသူမအတွက်အရန်ကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ် comment တွေမှာကိုဝင်းတဲ့ဇနီးကိုဒီလိုချိန်မှာတယောက်တည်းထားခဲ့ရတာတာဝန်မဲလိုက်တာတကယ်ချင်းနေပျော်နေနိုင်မယ်မွေးကန်ဒီဇနီးတွေကိုတော့ဦးစားပေးတဲ့နေဆိုရယ်ဝေဖန်မှုတွေကအပြင်းထန်ဆုံးပါပဲ တစ်ဖက်မှာလည်းသူတို့နှုံရဲ့အရင်ကကြီးနူးစရာကောင်းတဲ့ပုံရိပ်တွေကို PK ထုံးကပိုးချပြုခင်ကိုဘလောက်တိချစ်ကြောင်းဂီယူဆိုင်ကြောင်းပြသခဲ့တဲ့လို့ရတဲ့နှိုင်းရှင်ပြီးမြင်နေရတဲ့ပျော်ရွှင်မှုနဲ့နောက်ကွယ်မှာလည်းဒီလိုပြဿနာတွေရှိတတ်တာပဲလားဆိုပြီးတော့မေကွန်ထုတ်ပြန်လည်းရှိခဲ့ပါတယ်။ပရိသတ်တွေကရောမိသားစုတွေပါစိတ်ပူနေကြရင်လည်းဒီနေ့မနက်မိုးလင်းတဲ့အခါမှာတော့ PK ထုံးတယောက်ဘေးမတည်ရမခါပဲနဲ့အိမ်ကိုပြန်ရောက်လာပြီဆိုတဲ့အကြောင်း post တင်ပြီးတော့ပိုးချပြုခင်ကပြန်လည်းအသိပေးခဲ့တာပါ။သူ့ရဲ့အိမ်ပြန်မရောက်နိုင်တဲ့အကြောင်းကတော့မကြောင်ရင်မှာကလေး၅ယောက်ရဲ့ဖခင်ဖြစ်တော်မှာဖြစ်တဲ့အတွက် တငယ်ချင်းတွေဝိုင်းဝန်းကုန်ပြွေးနဲ့အတင်းတိုက်ကြတာကြောင့်အမိုးလိုမျိုးတော့အိမ်မပြတ်နိုင်ဖြစ်တယ်လို့ဆိုပါတယ်။ကျောင်းရင်ကိုတင်လိုက်တဲ့အခါမှာတချို့ကယောက်ျားလေးတွေဒီလိုဖြစ်တတ်တာပေါ့ဆိုပြီးတော့နားလည်မှုပေးကြပေမယ့်အများစုကတော့ဘလို့အကြောင်းပြချင်းတွေမှာဇနီးတဲ့မွေးကန်ဒီအချိန်မှာဒီလိုပြုမှုမျိုးကိုလက်ခံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်မှုတွေကတော့ဆက်လက်ရှိနေတော့မှာပဲ။ဘာပဲဖြစ်ဖြစ်အခုချိန်မှာတော့ခင်မုန်းတယ်လဲအိမ်ပြန်ရောက်ပြီဆိုတော့ပိုးချပြုခင်တရားတပြင်းချနိုင်ခဲ့မှာပါ။ ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တို့ရဲ့အမြင်မှရောကိုဝင်ရင်းမှနဲ့ဇနီးတွေကိုထားပြီးတငယ်ချင်းတွေနဲ့ဘားသွားရကနေအမိုးလွန်ပြီးတော့အိမ်မပြန်နိုင်ခဲ့တဲ့ကိုပီကေထွန်းရဲ့အပြုတ်မှုကိုနားလေပေးနိုင်ပါသလားဒါမှမဟုတ်ဒီလိုအချိန်မှာဘလို့အကြောင်းပြချက်နဲ့မှအဲ့လိုမဖြစ်သင့်ဘူးလို့ယူဆပါသလားပရိသတ်တို့ရဲ့အမြင်လေးကိုကောမန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ရှင် လူတွေမှာလိုင်လံဖြိုးရေးပြင်းကနေပြီးတော့ခန်းသားတွေအလူကြီးကိုကိုယ်တိုင်ပြုတ်လုံနိုင်ခဲ့တဲ့ TikTok ဆယ်လီပုံမှာကျမတို့ရဲ့ Teselebe News Channel လေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီမင်းသမီးပုံမှာကတော့အကားလာတွေကြောင့်လူတိများလာခဲ့တာဖြစ်ပြီးပရိသတ်အားပေးမှုကောပါအများအပြားရရှိလာခဲ့တာပါပုံမှာအနေနဲ့စေစုနေနေချီစ조사ခဲ့ရသူဖြစ်ပြီးလက်ရှိမှာတော့ကြောက်ပေါင်းတဝိုက်မသိသူမရှိရအောင်တိနမဲရလာခဲ့တာဖြစ်ပါရီအကားလာလေးတွေတော်ရဲ့ပြင်နေပရိသတ်တွေရဲ့သဘောကျခြင်းကိုပုံမှုကရလာခဲ့တာပါ ဒါကြောင့်လည်းအဲ့လိုတခုတည်းမပါဖြစ်မင်းသမီးလေးဖြစ်အမြဲလိုလိုမြင်တွေ့လာခဲ့တာလေးဖြစ်ပါရင်ဘုမအနေနဲ့အာမေဘုတချို့မရလာခင်မှာတော့အတော်လေးကိုမှစူးစမ်းခဲ့တာလေးဖြစ်ပါရင်မိခင်ဖြစ်သူအနေနဲ့မုံရင်ကားလေးတွေကိုတစ်ဖက်တလန်းကနေရောင်းချကသမီးဖြစ်သူကိုထောက်ပံ့ပေးကြတာပါဒါကြောင့်လည်းမပြေလည်တဲ့ဘဝတခုအတွက်ကိုရင်းရွှေမှာပင်ပညာရေးကိုဆုံးလုပ်ခဲ့ရသူဖြစ်ပါရင်လက်ရှိမှာတော့တိမ်မောင်းထောင်နေရှိတဲ့အင်ဂျီကိုမိခင်တွေဆောက်လုပ်ပေးလာနိုင်ခဲ့တယ်လို့အလုပ်တန်းကြီးတွေနဲ့ပါကျေးဇူးဆက်လာနိုင်ခဲ့တာလေးဖြစ်ပါရင်ဘုမအနေနဲ့ ရှစ်စိစု၃စုရရှိလာအောင်ဒီတစ်ဖက်မှာကြိုးပမ်းလာနိုင်ခဲ့သူဖြစ်ပါတယ်။တတော်ကလေးတွေပေါ်လာတဲ့အခါမှာထူးခြားတဲ့အကလာလေးတွေနဲ့တူပုံပေါ်ထင်ပေါ်လာကြတာပါ။ဒါကြောင့်လေတတော်စယ်လီဖြစ်တစ်ဖက်မှာလူတီများလာကြတာဖြစ်ပါတယ်။လူချိုကတော့စယ်လီဘွားကနေအငြိမ်မင်းသမီးပက်စီကိုကိုပြောင်းလာတယ်လို့ထင်ခဲ့ကြပါတယ်။ပုံမှန်အနေနဲ့စယ်စုနေတဲ့ခြေစူးစားကြသူဖြစ်ပြီးကြတော့ရင်ကောင်းစီမှုကြောင့်လူတီများအမြင်သွားကြရပါတယ်။ဒါကြောင့်လည်းကေတုမတီဘုမဆိုတဲ့အမည်လေးနဲ့တူမြမပြည့်အနက် ပုံမထင်ရှားပေါ်လင်ကြရတာလေးဖြစ်ပါတယ်။ ပြည်ခင်ဖြစ်သူကတော့ဇပွဲရည်နဲ့တူအသားကျခဲ့သူဖြစ်ပြီးတချင်းတည်ဆုံမှုတွေနဲ့တူပြပြခဲ့သူဖြစ်ပါရည်။ဖြူတောင်ကိုနမ်မောက်ကနေစတင်ကကျောက်ပောင်းတီလေးအစင်မပြေမှုတွေနဲ့တူခြိဆက်ကြရတာဖြစ်ပါရည်။အိမ်ပိုင်မရှိတဲ့ပြင်အစင်မပြေတဲ့အခြေအနေတွေနဲ့တူလှည့်လည်ပြီးတော့ကြောင်ရွှေ့ကြရတာပါ။ဒါပေမဲ့လည်းအမှုပညာမွေကိုဆက်ခံနိုင်တဲ့တမင်းလိမ်မာလေးကြောင့်တပတ်မှပျော်ရွှင်ကြရတာလေးဖြစ်ပါရည်။ဘုမကတော့တနစ်တာကာလအတွင်းပွဲပေါင်းတရာကျော်လက်ခံဖြတ်ပြရတဲ့အထိအောင်မြင်လာခဲ့ရပါသည်။ကိုရိုင်းကနုပညာကိုချင့်မြတ်လို့သူဖြစ်တဲ့ပြင အကလာလည်းနဲ့တူအမြင့်ပြမွေ့နေတဲ့သူပါ။ဒါကြောင့်လဲစေမောရောက်တဲ့ခါလေးဘက်နာကိုမေးပြောက်ရတဲ့အထိဖြစ်ခဲ့ရလေးဖြစ်ပါရည်။လက်ရှိမှာတော့ကြည်ကြေခန္ဓာပေထဲဝါလာတဲ့အလူမတ်တဲ့ကြီးတွေနဲ့တူအလူရှင်ပြည့်ထွက်ပေါ်လာခဲ့တာပါ။ဒါကြောင့်လဲမြင်ရသူပြိတ္တတွေအနေနဲ့ကြည်နူပီတီဖြစ်ခဲ့ရလေးဖြစ်ပါရည်။လက်ရှိမှာတော့ဆရာတော်အရှင်နနတီတီရဲ့တရားရှိအမြင့်ဆေးလေးနဲ့တူသတင်းချုပ်ကိုပါအလှဆင်နိုင်ခဲ့တာပါ။ဒီလာပြီးညအတွင်းတရားလေးနဲ့တူလူပေးနိုင်ခဲ့သလိုစားတော့ဖွေရမျိုးစုံနဲ့လည်းတည်ခင်းလာနိုင်ခဲ့တာပါ။ ဒါကြောင့်လည်းပြည်သက်တီကပါအားကျလာတဲ့အထိသားတို့အချိန်ချင်းခေါ်နေကြရလေးဖြစ်ပါတယ်။အဆုံးထိကြည့်ရှုဟပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဘန်ကောက်မှာကချင်ရိုးရာစားတောက်ဆိုင်ဖွင့်လှစ်ထားပြီးကျောင်းသားကပ်ပါရင်ဈေးလျှော့ပေးတဲ့အလားအန်ဆိုင်ရဲ့ဖခင်အားလုံးမင်္ဂလာပါရှင်။ဒက်ဆယ်လီဗရီနျူးပေးကနေပြန်လည်ကားချူဆိုလိုက်ပါရှင်။ အမမေဖိုက်တာကြီးအောင်လာအန်ဆန်ကအနိုင်ယူသွားပြီဖြစ်လို့သူပြိတ္တိကစိတ်မကောင်းဖြစ်ကြပါရည်။သူရဲ့နောက်ဆုံးပွဲကိုမြန်မာနိုင်ငံမှာကျင်းပခြင်းပဲလေ။မြန်မာနိုင်ငံရဲ့အခြေအနေကမလွယ်ကူလို့ထိုင်းမှာပဲကျင်းပလိုက်ကြပါရည်။အမေရိကန်နိုင်ငံသားဖြစ်တဲ့အောင်လာအန်ဆန်ကမြန်မာနိုင်ငံကိုဂုဏ်ယူရအောင်အမြဲတမ်းလှုပ်ပြခဲ့သူပါ။အောင်လာအန်ဆန်ကကချင်ဖိုက်တာဖြင့်ကမ္ဘာကျော်ရေးထိစူးစမ်းပြနိုင်ပြီးမွေးမြေကိုလည်းဘယ်တော့မှမသွားပါဘူး။ကချင်လွယ်အိမ်နဲ့ကချင်ပစိုးကိုတံမိုးထားသလိုကချင်စားစာကြီးလည်းတံမိုးထားပြီးတော့ဖော်ပြလေးရှိပါသေး အာလာကကချင်စားစာတွေကိုသဘောကျနေပြီးသူ့ရင်ဖခင်ကလည်းထိုင်းနိုင်ငံဘန်ကောက်မှာကချင်ရိုးဟာစားတောက်ဆိုင်ကိုခွင့်လှစ်ထားပါရီအောင်လာရဲ့အဖေဖြစ်သူကထိုင်းနိုင်ငံဘန်ကောက်မြို့မှာ TA ကချင်စားတောက်ဆိုင်ကိုပြောဖွင့်ထားပါရီဥတုအောင်လို့လူတီများတာကြောင့်စိတ်နှမိတ်ကိုလည်း TA လို့ပဲပေးထားလိုက်ပါရီအခုတော့အောင်လာရဲ့အဖေဖြစ်သူလူတီများသွားပြီးကချင်ရိုးရာစားတောက်ဆိုင်ဖွင့်ဖို့အတွက်စိတ်ကူးရသွားခဲ့ပါရီဥတုအောင်ကအရင်ကတည်းကဟင်းချက်ကောင်းသူဖြစ်ပြီးရိုးရာစားစာတွေကိုလည်းကြွကြဲချင်ချင်ချက်တတ်ပါရီ ။ကချင်ရွာစားစားတွေကိုနိုင်ငံခြားမှာထိုးပေါက်နိုင်အောင်ဘန်ကောက်မှာဆိုင်ဖွင့်လိုက်ပါတယ်။ဆိုင်မှာအဓိကရောင်းတာကတော့စားတီကချင်ဟင်းတွေကိုရောင်းတာဖြစ်ပြီးဆိုင်မပွင့်ခင်မှာအမေရိကန်ကအွန်လိုင်းရဲ့အဖော်တွေကို ပထမဆုံးကြွေးခဲ့ပါတယ်။သူတို့ကကိုအောင်စားပြီးတော့ကြိုက်တယ်ဆိုတာကြောင့်ဆိုင်ဖွင့်ဖို့အားရှိပြီးဆိုင်ဖွင့်လိုက်တာပါ။ကချင်စားစားတွေကိုလွှမ်းနေတဲ့ထိုင်းရောက်မြန်မာတွေအတွက်လည်းအလွမ်းပြေစားလို့ရအောင်တိတ်ချချက်ပြုတ်ပြီးရောင်းချပါရီ ကျောင်းသားတွေဝန်ထမ်းတွေတွင်အဆင်ပြေအောင်တင့်တော်တွေဈေးနှုန်းနဲ့ရောင်းချတာဖြစ်ပြီးကျောင်းသားကပ်ပိုင်းရင်လည်းဆရာကိုင်းတို့ဈေးလျှော်ပေးပါသေးတယ်။ကျောင်းသားတွေဝန်ထမ်းတွေတွင်ထည့်သွင်းစဉ်းစားပေးပြီးဝိသက်သက်သာနဲ့စားလို့အဆင်ပြေအောင်ရောင်းချပေးတဲ့ဆိုင်ဖြစ်ပါတယ်။အောင်လာအဆိုင်ရဲ့ပုံကိုဆိုင်ရှိမှချိတ်ထားလို့အောင်လာရဲ့အဖေဆိုင်ဖြစ်လာရောက်အားပေးတဲ့သူတွေလည်းရှိပါတယ်။လွန်ခဲ့တဲ့ရက်ကကျပါခဲ့တဲ့အောင်လာအဆိုင်ရဲ့နောက်ဆုံးပွဲမှာလည်းဟငင်ဖြစ်သူကအနီးကပ်လာရောက်အားပေးခဲ့ပါသေးတယ်။တားဖြစ်သူကိုကဘာကျော်ဖိုက်တာပြအောင်ပြိုးထောင်နိုင်တဲ့ အဖေအဖေခုံရှူရပေမဲ့ပွဲပြီးလို့အနာတရားတွေရနေချိန်မှာလည်းစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အောင်လာအန်ဆန်ကပွဲပြီးတဲ့အချိန်တငယ်ချင်းတွေကိုအိတ်ခန့်နေချိန်မှာလည်းသူ့ပြည်ရဲ့ဆိုင်မှာပဲအိတ်ခန့်ခဲ့ပါတယ်။အမေရိကန်မှာနေထိုင်တာဖြစ်ပေမဲ့လည်းအောင်လာကတော့ရိုးရာစားစာတွေကိုလည်းမင်းမသွားတလို့သူ့ပြည်ရဲ့ဆိုင်ကိုပါတစ်ခါရင်းကြူညာပေးလိုက်တာပါ။တားဖြစ်သူကကဘာကျော်ဖိုက်တာဖြစ်လို့သူ့ရဲ့မိတ်ဆွေကလည်းနမည်ကြီးတွေပဲဖြစ်ပြီးသူ့ဆိုင်မှာအားရပါရစားနေတာကိုသဘောကျနေခဲ့ပါတယ်။အောင်လာအဖေရောင်းနေစားစာတွေကမြန်မာပြည်သဘောကျတဲ့အရာသာဖြစ်တဲ့ပြင် ထိုင်းတွေလည်းသဘောကျကြပါရည်နိုင်ငံခြားသားဧည့်သည်တွေလည်းလာကြပြီးတော့ကချင်ရိုးရာစားစာကိုထိုင်းနိုင်ငံမှာထိုးဖောက်နေတာပါကချင်စားစာတွေဖြစ်လို့စက်မဲထင်ပေမဲ့အားလုံးစားနိုင်အောင်ချက်ပြုတ်ထားပြီးစေတနာအပြည့်ထည့်ချက်ထားတာကြောင့်အိမ်မှာပြန်ပြီးတော့ထမင်းစားနေရတယ်လို့ခံစားရစေမှာပါအွန်လိုင်းရဲ့ဘီယာကဘာကျော်ဖိုက်တာရဲ့ဖခင်ဖြစ်ပေမဲ့လေသူတဲ့ကျွန်းနဲ့ရိုးရာဟင်းတွေကိုချက်ပြုတ်ပြီးရောင်းချနေတာဖြစ်ပါရည်ဘဲကမှာဖွင့်လှစ်ထားတဲ့အွန်လိုင်းအန်ဆန်ရဲ့ဖခင်ဆိုင်လေးနဲ့ဒီချက်ပို့ပြီးတော့အမြင်ပါစေနော် ကျေးဇူးအပ်ပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။